မင်္ဂလာပါသားတို့တမီးတို့ရေဒီချေကတော့ grateful မြန်မာစာကိုတင်ချပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီချေကသားတို့တမီးတို့ကို သင်ခန်းစာရှစ်ဘုဒ္ဓတရှာကြမယ်စာကြည့်တိုင်းမှာကိုသင်ခန်းစာကိုတင်ချပေးမှာဖြစ်တယ်ဒီချေတို့ចောင်းနေမှာဘ ഹു တုတ္တရိအများကြီးကိုတနေရာရဲနဲ့ရှာလို့ရမယ့်နေရာဘယ်လိုနေရာဖြစ်မယ်လို့တောက်သူမျိုးထင်လဲ အဲ့ဒါကတော့ចောင်းសាជីတိုက်လေးပဲဖြစ်တယ်။សាជីတိုက်ဆိုတာကတော့ជីရှုလေးလာရင်ငှားရင်ရင်សောက်ឧបတွေကိုတနေရာထဲမှာတင်ထားတဲ့အဆောက်အဦကိုခေါ်တာဖြစ်တယ်။တောင်သူမီးတို့ရေဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်សាជីတိုက်မှာမိမိအလိုရှိတဲ့សောက်ឧបကိုဘယ်လိုရှာဖွေရမလဲဆိုတာကိုသိရှိလာမယ်။ထို့နောက်စာအုပ်ခေါင်းစဉ်မာတိကစာရေးသူတို့ကိုသိရှိလာပြီးတော့စာအုပ်၏ဖွဲ့စည်းပုံကိုသိရှိလာမှာဖြစ်တယ်။ ဒီခြေကဒီသင်ခန်းစာကို အပိုင်း၃ပိုင်းနဲ့ပြောပြသွားမှာဖြစ်တယ်နံပါတ်၁စာကြီးတိုင်းမှာစာအုပ်တွေကိုဘာသာရဲလိုက်ခွဲထားပြီးအမျိုးအစားတူရာ စုထားတယ်။နံပါတ်၂စာအုပ်တွေကိုဖတ်တဲ့အခါမာတိကာကို အရင်ကြည့်ကြရမယ်။မာတိကာမှာပါဝင်တဲ့အကြောင်းအရာတွေရဲ့ခေါင်းစဉ်နဲ့စာမျက်နှာကိုဖော်ပြထားတယ်။ နံပါတ်3မာတိကာမှာပါတဲ့ခေါင်းစဉ်နဲ့အတွေ့အကြုံမှာပါတဲ့အကြောင်းအရာတူရင်ဆိုရဲအချက်၃ချက်ကိုဒီချိန်ကပြောပြပေးသွားမှာဖြစ်တယ်။တောက်လို့သမီးတို့ရောစာကြီးတိုက်ကိုရောက်ဖူးရဲ့လား။စာကြီးတိုက်ကိုဝင်သွားပြီဆိုတာနဲ့ဘသူကို အရင်ဆုံးတွေ့ရမယ်လို့တောက်လို့သမီးတို့ထင်လဲ။စာကြီးတိုက်မှုကိုတွေ့ရမှာပေါ့။တောက်လို့သမီးတို့ရေစာကြီးတိုက်ထဲမှာစကားပြောအောင်ပါလား။မပြောရဘူး။ အကယ်၍ပြောမယ်ဆိုရင်လေတယောက်နဲ့တယောက်တူတူလေးပြောရမယ်။အခုဒီချေကနံပါတ်1အနေနဲ့စာကြီးတိုင်းမှာစာအုပ်တွေကိုဗာဒိန်ရဲလိုက်ခွဲထားပြီးတော့အမျိုးအစားတူရာ စုထားတယ်ဆိုတာကတော့ဘာသာရေးဆိုင်ရာစာအုပ်များကို သူ့ဘာသာရဲ့အလိုက် ခွဲခြားထားပြီးအမျိုးအစားတူရာစုဝေးထားတာကိုပြောတာဖြစ်တယ်။ဘာကြောင့်အဲ့လိုမျိုးလုပ်ထားရင်လို့တအားတို့တို့ထင်လဲ။ ်ပြီးဘာကြောင့်လဲဆိုတော့စာကြီးတိုက်ပါ ကိုဖတ်ချင်တဲ့စာအုပ်တွေကိုရှာဖွေရမှာအလွယ်တကူဖတ်နိုင်ရန်အတွက်လှုပ်ထားတာဖြစ်တယ်။တအားသမီးတို့ရေတီချေတို့ကစာအုပ်တွေကိုအလွယ်တကူရှာဖွေဖို့အတွက်ဘယ်လိုရှာဖွေရမလဲဆိုရင်စာအုပ်ရဲ့အနှောင့်ကို ကြည့်ပြီးလဲရှာဖွေလို့ရရယ်နော်။အနှောင့်ဆိုတာကတော့ဟောဒီနေရာလေးကိုခေါ်တာဖြစ်တယ်။ အနောက်မှာစာအုပ်နဲ့မဲ့စာအုပ်ရေးသူအမည်နဲ့နံပါတ်စင်ပါတယ်။အခုဒီစေကနံပါတ်1အနေဖြင့်စာအုပ်တွေကိုဖတ်တဲ့အခါမာတိကာကို အရင်ကြည့်ကြရမယ်။မာတိကာမှာပါဝင်တဲ့အကြောင်းအရာတွေရဲ့ခေါင်းစဉ်နဲ့စာမျက်နှာကို ဖော်ပြထားတယ်ဆိုတာကတော့တာဝတ်သမီးတို့ရေစာအုပ်တိုင်းမှာ မာတိကာပါတယ်နော်။တာဝတ်သမီးတို့အကြောင်းဆုံးစာအုပ်ကိုပဲဖတ်ဖတ်ပုံမြင်စာအုပ်ပဲဖတ်ဖတ်နော်ဝိတုစာအုပ်ပဲဖတ်ဖတ်အဲ ဘယ်စာအုပ်ကိုပဲပဲပဲမာတိကာဆိုတာပါရဲ့နော်ဒါတော့သူမီးတို့အခုသုံးနေရဲ့ဖတ်စာအုပ်မှာရောမာတိကာမပါဘူးလားပါတာဗောတီချေတို့ကစာအုပ်တအုပ်ကိုဖတ်တော့မယ်ဆိုရင်မာတိကာကို အရင်ကြည့်ကြရမယ်မာတိကာကိုအရင်ကြည့်ပြီးခေါင်းစဉ်အလိုက်ဘလို့အကြောင်းအရာတွေဖြစ်မယ်ဆိုတာကိုစဉ်းစားရမယ်တော်သူမီးတို့တည်ခြင်းနဲ့ဖတ်ခြင်းနဲ့ခေါင်းစဉ်ကို အရင်ရှာရမယ် ခေါင်းစဉ်ကို တွေ့ပြီဆိုတာနဲ့မာတိကာရဲ့ညာဘက်ချမ်းမှာစာမျက်နှာဆိုတာရှိတယ်။စာမျက်နှာမှာနံပါတ်စင်လေးတွေရေးထားတယ်။တအားသမီးတို့ကဖတ်ရှင်တဲ့ခေါင်းစဉ်ကိုတွေ့ပြီဆိုတာနဲ့စာမျက်နှာနံပါတ်ဘယ်လောက်လဲဆိုတာကို ကြည့်လိုက်ပြီးတော့ဖတ်လို့ရတယ်။သောသူမီတို့ကဘယ်စာမျက်နှာကိုဖတ်ရမလဲအဲ့ဒီစာအုပ်ထဲကဘလို့အကြောင်းအရာတွေကိုရွေးဖတ်ရမလဲဆိုတာကိုသိသွားကြပြီအခုဒီချေက နံပါတ်3မာတိကာမှာပါတဲ့ခေါင်းစဉ်နဲ့အတွင်းစာမျက်နှာမှာပါတဲ့အကြောင်းအရာတူတယ်ဆိုတာကိုရှင်းပြပေးမယ်။ဥပမာဒီချေတို့ကမာတိကာမှာဂျိုးကြများနဲ့၎င်းတို့ဤမျိုးနွယ်များဖတ်မယ်ဆိုလို့ရှိရင်အရှိမာတိကာမှာစာမျက်နှာ43လို့ရေးထားတာဖြစ်တဲ့အတွက်ဒီချေတို့ကဘယ်လိုလှမ်းမှလဲတတော်တမျိုးကြီးစာမျက်နှာ43ကိုလှန်ရမှာအဲ့ဒီမှာဂျိုးကြများနဲ့၎င်းတို့ဤမျိုးနွယ်များခေါင်းစဉ်နဲ့ ဲ့ဒီခေါင်းစဉ်အောက်မှာခေါင်းစဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရေးထားတာကိုတွေ့ရမှာဒါကြောင့်မာတိကာမှာပါတဲ့ခေါင်းစဉ်နဲ့အတွင်းစာမျက်နှာမှာပါတဲ့အကြောင်းအရာတူတယ်လို့ပြောတာဖြစ်တယ်ဒီခြေကအကြောင်းအရာသုံးခုလုံးကိုရှင်းပြပြီးပြီးကောက်သမီးတို့လည်းနားလည်မယ်လို့ဒီခြေကမျှော်လင့်နေတယ်ဒီခြေသင်ကန်းစာကိုဒီလောက်နေပဲရက်လိုက်တော့မယ်နော်ဒီခြေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်